အိန္ဒိယပြည်နယ်တစ်ခုနဲ့နီပေါမှာမိုးကြိုးမှုန်တိုင်းတွေကြောင့်တပတ်အတွင်းလူ80နီးပါးသေဆုံးမိုးကြိုးမှုန်တိုင်းတွေကြောင့်အိန္ဒိယနိုင်ငံအရှေ့ပိုင်းပြည်နယ်တစ်ခုနဲ့အိန္ဒိယနီပေါနိုင်ငံထဲမှာတပတ်အတွင်းလူ80နီးပါးသေဆုံးခဲ့ပါတယ်။ AP 12ရက်နေ့မှာနှစ်နိုင်ငံကိုယ်စားလှယ်တွေရဲ့အကြေညာချက်အရအိန္ဒိယရဲ့ပြည်ဟာပြည်နယ်နဲ့နီပေါနိုင်ငံအတွင်းမှာမိုးကြိုးဖြစ်တာတွေမိုးကြိုးမှုန်တိုင်းနဲ့ဆက်စပ်တဲ့အခြေအနေတွေအတွင်းလူ69ဦးထက်မနည်းသေဆုံးခဲ့တယ်လို့သိရပါတယ်။ ဒါဟာပြင်းပြတနေ့ကိုလူ10ရောက်လောက်ရာသီဥတုရောက်သေဆုံးတဲ့အသေးပင်လေးဖြစ်ပါတယ်။အိန္ဒိယမှာရုတ်တရက်ရေကြီးမှုတွေမိုးချိုပြမှုတွေကြောင့်နေ့စဉ်လူတွေထောင်ထဲချီသေဆုံးနေကြောင်းကဘာကြီးပူနွေးလာမှုဖြစ်စဉ်ဟာနောက်ဆက်တွင်ပုံမချင်းနဲ့ရာသီဥတုဖြစ်စဉ်အလှည့်ပြောင်းတွေကိုကြုံလာနိုင်စေကြောင်းသိပ္ပံပညာရှင်တွေကထောက်ပြသတိပေးထားပါတယ်။ ပြည်ဟာပြည်နယ်မိုးလေဝသတာဝန်ရှိသူတွေက AB 17ရက်နေ့အထိတပတ်တာအတွင်မိုးချိုးပစ်တာတွေမိုးချိုးမှုန်တိုင်းတိုက်ခိုက်တာတွေကြောင့်လူ62ဦးထဲမှနေတေဆုံးခဲ့တယ်လို့ပြောပါတယ်။နေပေါ်ဘက်မှာတော့သူညီတဲ့ကာလအတွင်းရှင်ဦးအသက်ဆုံးရှုံးခဲ့တာဖြစ်ပါတယ်။ပြည်ဟာပြည်နယ်မှာနားမဲ့သတင်းပတ်တွေအထိမိုးတဲတဲထင်ထင်ဆက်လက်ရွာသွန်းနိုင်တယ်လို့အိန္ဒိယမိုးလေဝသကလည်းကြေညာထားပါတယ်။မနစ်တုန်းကအိန္ဒိယတနိုင်ငံလုံးမှာ စုစုပေါင်းလူထ900နီးပါးလောက်ထိမိုးကြိုးပြစ်လို့သေဆုံးခဲ့ရပါတယ်။စင်းတွေအား1968ခုနှစ်ကနေ2020ပြည့်နှစ်အတွင်းမိုးကြိုးပြစ်လုံးအိန္ဒိယမှာစုစုပေါင်းလူ3309ဦးသေဆုံးခဲ့ပြီး2010နဲ့2020အတွင်းမှာအကျဉ်းရေတိတိတသာပိုတိုးခဲ့တယ်လို့လည်းသိရပါတယ်။မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။